္ဂလာပါဇီရိုရေဒီဗီယိုလက်ဆင်မှာမြင်းပြိုင်များနဲ့တောင်မှန်မြင်းများ၏ရှိုးသောများအကြောင်းကိုဇီရိုရေလေ့လာကြည့်မယ်ရှိုးသောဆိုတာက အင်္ဂလိပ်လို slope ဖြစ်ပါတယ် s l o p e slope ရှိုးသောရှိုးသောကိုလိုချင်တဲ့အခါမှာသူ့ရဲ့ပုံသင်းနည်းက y2 y1 x2 x1 ဖြစ်ပါတယ်ဒီသင်ခန်းစာမှာကဇီရိုရေရှိုးသောတွေရဲ့မြင်းပေါ့နော် ရောသောတွေရဲ့မြင်းနေရာပြိုင်နေမယ်ဆိုရင်တံပိုးကဘလို့ထွက်တယ်လဲရောသောတွေရဲ့မြင်းနေရာဆိုရင်တောက်မှကြနေတယ်ဆိုရင်ရောသူတို့တွေရဲ့တံပိုးကဘလို့ရှိတယ်လဲဒါကိုသိအောင်လေ့လာမယ်အဲ့တော့ကျတော့ဆရာတို့တွေဒီမှာဆိုလို့ရှိရင် correct လေးကိုကြည့်အောင်ဟောဒီမှာဆိုလို့ရှိရင်အလင်မြင်းပေါ့နော်မြင်းအလင်ရဲ့ရှောဆောက်နောက်မြင်းအမြဲရှောဆောက်တံပိုးတွေရှိလိမ့်မယ်အလမြင်းနဲ့ အမြင်ပေါ့နော်တိထားရမှာကဘာတိထားရမလဲဆိုတော့ကြတော့ရှောဆောက်တန်ဘိုးကတူရင်မျက်နှာကြောင်းက ပြိုင်มาတယ်အပြန်အလှန်ပြောရရင်မျက်နှာကြောင်း ပြိုင်နေတယ်ဆိုလို့ရှိရင်ရှောဆောက်တန်ဘိုးကတူပါတယ်ပုံလေးနဲ့တွဲပြီးတော့ကြည့်အောင်ဟောဒီမှာမြင်းအလင်ရှိမြင်းအမင်ရှိမြင်း ဒါဆိုရင်မြင်းအန်လီရဲ့ရှော့ဆော့ကိုရှာကြည့်လိုက် y2 y1 x2 x1 နဲ့ရှာလိုက်ရင်တန်ဖိုးတစ်ခုထွက်လာလိမ့်မယ်။နောက်မြင်းအန်မီရဲ့ရှော့ဆော့ကိုရှာကြည့်လိုက်တန်ဖိုးတစ်ခုထွက်လာလိမ့်မယ်နော်။အဲ့ဒီလိုတန်ဖိုးတွေကတူနေမယ်ဆိုရင်ရှော့ဆော့တန်ဖိုးတွေတူးနေရင်အဲ့ဒီမျက်နှာကြောင်းကပြိုင်ပါတယ်။ အပြန်လံပြောမယ်ဟောဒီမြင်းနှက်ကြောင်ပြိုင်နေတယ်ဆိုလို့ရှိရင်ရှောဆောက်တံပိုးတွေကတူပါတယ်ဒါကြောင့်ဒီမှာဆိုရင်ဟောဒီမြင်းနှက်ကြောင်ပြိုင်နေဆိုကြပါစို့ဒါဆိုရင်မြင်းအန်လီရှောဆောက်နဲ့မြင်းအမ်ဤရှောဆောက်သူတို့ရဲ့တံပိုးကဘာဖြစ်တယ်လဲဆိုတော့တူတယ်ရှောဆောက်တံပိုးတူရင်အဲ့ဒီမြင်းနှက်ကြောင်ကပြိုင်နေအလ်မြင်းနဲ့အမ်မြင်းကပြိုင်ပါတယ်ပြန်ပြောမယ်မြင်းနှက်ကြောင်ပြိုင်ရင် ရောစောက်တည်းရဲ့တံပိုးကတူတယ်။ရောစောက်တည်းရဲ့တံပိုးတူရင်မြင်းနှစ်ချောင်းက ပြိုင်ပါလေ။ဟုတ်ပြီဒါဆိုရင်ဆရာတို့တွေနောက်တစ်ပုံကြည့်အောင်။ဟောဒီပုံမှာကျတော့အလမြင်းရှိမယ်။အမြင်းရှိမယ်။ဆရာကျတော့ဒီအလမြင်းရဲ့ရောစောက်အမြင်းရဲ့ရောစောက်သူတို့ရဲ့တံပိုးကိုရှာလိုက်မယ်။အဲ့ဒီလိုရှာလိုက်တဲ့အခါမှာရောစောက် နှစ်ခုရဲ့တန်ဖိုးပေါ့နော်အမြင့်ရဲ့ရှောစောက်တန်ဖိုးကဘလောက် နောက်မြင်းအမြင့်ရှောစောက်တန်ဖိုးကဘလောက်ဘလောက်ဘလောက်လို့ထွက်လိုက်အဲ့ဒီနှစ်ခုကိုမျှောက်ကြည့်လိုက်လူရင်ပြောရရင်ရှောဆောင်နှစ်ခုမြောက်လက်သည် -1 ဖြစ်နေရင်အဲ့ဒီမျက်နှာကြောင်းဟာတောင်းမှတ်ကြရတယ်။အပြန်အလှန်ပြောရရင်ဒီမျက်နှာကြောင်းကတောင်းမှတ်ကြနေရင်ရှောဆောင်တန်ဖိုးနှစ်ခုမြောက်လက်သည minus 1ဖြစ်တယ်။အဲ့တော့ဒါဆိုလို့ရှိရင် zero တွေက ဟောဒီမှာအလမြင်ရှိတယ်။သူ့ရဲ့ show ဆောင်တဲ့ဒီမြင်အမ်ရဲ့ show ဆောင်မြောက်ကြည့်လိုက်။မြောက်လိုက်တဲ့အခါမှာ minus 1ထွက်နေရင်အဲ့ဒီမြင်တဲ့ကြောင်အလမြင်နဲ့အမ်မြင်တီတောင်းမှတ်ကြပါတယ်။ပြန်ပြောမယ်။မြင်းနှကြောင်းဟာဆိုလို့ရှိရင်တောင်းမှတ်ကြနေတယ်ဆိုရင်သူတို့ရဲ့ရှောဆောက်တံပိုးတွေမြှောက်လက်သည် -1 ဖြစ်နေလို့ အဲ့ဒီရှောသောတံပိုးနှစ်ခုဟာရှောသောနှစ်ခုမြောက်ကြည့်လိုက်မိုင်းနဝံဖြစ်နေရင်လည်းပဲအဲ့ဒီမျက်နှာကြောင်းဟာဘာဖြစ်နေလို့လဲတောင်းမကြနေလို့ဖြစ်ပါတယ်။ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့တွေပုံစံတော့တက်ကလေးကိုကြည့်ရအောင်။ပြောထားတာကပေးထားသောပုံမှာမြင်းများဤရှောသောများကို ရှာပါဟိုဒီမှာဆိုရင်မြင်းသုံးချောင်းပြီးထားတယ်အလျေအမြေအနေရဲ့ အဲ့ဒီမြင်းသုံးချောင်းရဲ့ရှော့ဆောက်တံပိုးတွေကိုရှားပေးရမယ်ရှားပြီးတော့ရင်မြည်တိမြင်းများသည်ပြိုင်ကြသည်နီးတဲ့မြင်းနှချောင်း ပြိုင်ဖို့ဆိုလို့ရှိရင် ရှော့ဆောက်နှစ်ခုတူမှဖြစ်မှာရှော့ဆောက်နှစ်ခုတူနေရင်မြင်းနှချောင်း ပြိုင်လိမ့်မယ်နော်ဘာပဲဖြစ်ဖြစ်ဆီရိုတွေကရှော့ဆော့များကိုရှာပါဆိုတော့ရှော့ဆော့ရဲ့ပုံသဏ္ဍာန်ကဘာလဲဆိုတော့ y2 - 11 by x2 - x1 ဒါဆိုရင်ဟောဒီအလမြင့်ရဲ့ရှိုးသောရှာမယ်အမြင့်ရဲ့ရှိုးသောရှာမယ်အမြင့်ရဲ့ရှိုးသောရှာမယ်ရှာတဲ့အခါမှာ y2 y1 နဲ့ y2 တွေ y1 နေဆိုတာနောက်ကကောင်းနေပဲเนาะနောက်ကကောင်းနေပဲအဲ့တော့ဘယ်ကောင်က y2 လဲဘယ်ကောင်က y1 လဲကိစ္စမရှိဘူးအပေါ်ကကောင်ကို y1 ထားအောက်ကကောင်ကို y2 ထားအောက်ကကောင်ကို y2 ပဲထားထား y1 ဝင်ထားထားအဖြေကတော့အတူတူပဲထွက်တယ် ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့တွေဒီကောင်ကို y2 y1 ဒါဆိုရင် -2 တွေကနေပြီးတော့3ကိုဘာလို့အောင်မှာလဲနှုတ်ပြရမှာဒါကအလမြင့်ရဲ့ရှိုးစောက်ကိုရှာတာမြင်းအန်အီရှိုးစောက်ကိုရှာမယ်ရှာတဲ့အခါမှာဒါက y2 ဒါက y1 ဒါဆိုရင်3ကိုနှုတ်ပြလိုက်မယ်ဒါလက္ခဏာတို့ရဲ့အတွက်ပေါင်းမှာ -5 လို့ရမယ် now x2 x1 x2 ဆိုတော့ကျတော့ -5 x1 ဆိုတော့ -2 အဲ့ဒါကိုနှုတ်မယ် minus နဲ့ minus နဲ့က plus ဖြစ်တယ်ဒါဆိုရင် -3 minus ချင်းချိလိုက်တော့5 by 3ဒါဆိုရင်မြင်း and e ရှိုးသောဟောဒီမြင်းရဲ့ရှိုးသောဒီ5 by 3ဖြစ်ပါတယ်နောက်မြင်း me ရှိုးသောကိုရှာမယ်ရှာတဲ့အခါမှာ0တွေအစားအသွင်းမယ် y2 minus y1 အဲ့တော့ဒါဆိုရင် ဟောဒီမြင်းမှာဆိုရင်ဒီကောင် y2 ပဲ ဒါမှမဟုတ်ဒီကောင် y2 ပဲကြိုက်တဲ့ကောင်ကို y2 ထားကိစ္စမရှိဘူးဒါဆိုရင်ဒီကောင်ကို y2 y2 y1 ဆိုတော့ -2 တွေကနေ2ကိုနှုတ်ပါလက္ခဏာတို့တော့ပေါင်းမယ် -4 ဒါဆိုရင် -2 တွေကနေ x2 x1 1ကိုနှုတ်မယ် -2 တွေကနေ1ကိုနှုတ်တော့ -3 အဲ့ဒါဆိုရင် -2 ချင်းချိလိုက်မယ်4/3လို့ရလာတယ်အဲ့ဒါကဟောရီမြင်းအန်ရဲ့ရှော့ဆောက်ပါနောက်မြင်းအန်ဤရှော့ဆောက် မြင်းအန်ဤရှောသောကိုလိုချင်တဲ့အခါမှာဟော်ရီကောင်က y2 -3 တရီယာနီ1ကိုနှုတ်မယ်1ကိုနှုတ်လိုက်တော့ -4 လို့ရမယ်1နဲ့ကနေပြီးတော့4ကိုနှုတ်တဲ့အခါမှာ -3 ရမယ်-ချင်းချိလိုက်တော့4/3ဒါဆိုရင်ရှောဆောက်တံပိုးတွေကိုရှင်ကြည့်လိုက်ဘဲကောင်းနှစ်ခုတူးနေတယ်လဲဆိုတော့ကျတော့4/3 4/3ဟောဒီမြင်းအမ်ရဲ့ရှောဆောက်နဲ့မြင်းအန်အီရှောဆောက်အဲ့ဒီရှောဆောက်နှစ်ခု တံပိုးနှစ်ခု တူးနေတယ်။ရှောစောက်နှစ်ခုတူးရင်မျက်နှာကြောင်ပြိုင်နေ။ဒါကြောင့်ဟောရီအန်မင်းရဲ့ရှောစောက်နဲ့အန်မင်းရဲ့ရှောစောက်တံပိုးတွေကဖောပိုင်သရီကျင်တူးနေတယ်အဖြစ်တလိုက်။မြင်းအန်နဲ့မြင်းအန်ဤမြင်းအန်တို့ဤရှောစောက်တို့သည်တူညီသောကြောင့်ထိုမျက်နှာကြောင်ပြိုင်ကြသည်ဒီမျက်နှာကြောင် ပြန်ပြောရရင် မျက်နှာကြောင်ပြန်ရင်ရှောသောတံပိုးတူတယ်ရှောသောတံပိုးတူရင်မျက်နှာကြောင်ကပြိုင်ပါတယ်နောက်ပုံစံတွဲနှစ်ကကြတော့ဒီတစ်ခါကြတော့ဆရာတို့တွေက တောင်းမတ်ကြမကြပေါ့ပေးထားသောပုံမှမြင်းများဤရှောသောများကိုရှာပါတဲ့ဟောဒီမှာဆိုရင် အခုနန်တော့ကအတိုင်းမြင်းအလင်းမြင်းအမြင်းမြင်းအနေရဲ့မိတိမြင်းများသည် အချင်းချင်း တောင်းမှန်ကြချာတနည်းပယ်မြင်းနှစ်ကြောင်းဟာဆိုလို့ရှိရင်တောင်းမှန်ကြတယ်လေတနည်းအားဖြင့်တောင်းမှန်ကြတယ်လေပေါ့အဲ့တော့မြင်းနှစ်ကြောင်းတောင်းမှန်ကြနေတယ်ဆိုရင်ရှော့ဆောက်တန်ဖိုးနှစ်ခုမြှောက်လက်သည်မိုင်းနဲ့ဝမ်းဖြစ်နေမှာဆိုတော့ကအရင်ဦးဆုံးရှော့ဆောက်တန်ဖိုးရှာမယ်ရှော့ဆောက်ရဲ့ပုံတည်နည်းဒီပါလေ y2 y1 x2 x1 ဟောဒီမြင်းအလင်ရဲ့ရှော့ဆောက်ကိုရှာကြည့်အောင် ေးထားတာကအမှန်နမှတ်ရှိတယ် y2 y1 ဘယ်ကောင်ကို y2 ပဲထားတာကိစ္စမရှိဘူးဒါဆိုရင်အစားသွင်းမယ်မြင်း ne ရှော့ဆော့ကိုလိုချင်ဟောဒီနေရာမှာအစားသွင်းပြလိုက်ရုံနဲ့ဒါဆိုရင် y2 y1 ဆိုတော့ -2 တွေကနေ0ကိုနှုတ်လိုက် -2 เนาะဒါဆိုရင်2တွေကနေပြီးတော့ကျတော့ -5 ကိုနှုတ်မယ် -minus ချင်းဆိုတော့ကျတော့ +7 နော်အောက်ကကောင်က +10 ပဲအဲ့တော့ -2/7 ပဲ -9 အပေါ်ပဲထားတာရှိမှာပဲချက်ချရရတယ်အဲ့ဒါကမြင်းအန်နီရှော့ဆော့နောက်ဆရာတို့တွေမြင်းအန်မီရဲ့ရှော့ဆော့အဲအဲ့ဒီမှာဆိုရင်မြင်းအန်မီအမှတ်ကဒီမှာဆိုရင်0.5လို့ရှိတယ်အောက်မှာဆိုရင် -2.2 လို့ရှိတယ်ဒါဆိုရင်ဒီကောင်ကိုဆရာတော်တွေက y2 လို့ထားကြည့်ရတယ်အပေါ်ကောင်ကို y2 လို့ထားရင်လည်းရတယ်ဒါဆိုရင် y2 y1 ဆိုတော့ phi ထဲကနေပြီးတော့ minus 2ကိုနှုတ်မှာ minus 2ကိုနှုတ်တဲ့အခါမှာငကုမူလ minus ပါလို့ဒီမှာကွန်းခတ်တာเนาะဒါဆိုရင်ရှင်းလိုက်ရင်7ရလိမ့်မယ်အပေါ်ကောင်က y2 ထားရင် x2 တွေကနေပြီးတော့ကျတော့ x1 ကိုနှုတ်မယ်0တွေကနေ minus 2ကိုနှုတ်ရင်2လို့ရမယ်ဒါဆိုရင်7 by 2ပေါ့ဒါကမြင်းအန်ရဲ့ရှင်းစောက်နောက်မြင်းအန်ရဲ့ရှင်းစောက်ကြည့်လိုက်တဲ့အခါမှာ1.4နဲ့ -5.6 ဒါဆိုရင်ဒီကောင်ကို y2 လို့ထားရင် y2 တွေကနေ y1 ကိုနှုတ်ရင်4ရဲ့နေစက်ကိုနှုတ်မြဲ -2 1တွေကနေ -5 ကိုနှုတ်တဲ့အခါမှာစက်လို့ရမယ်ဒါဆိုရင်ရှင်းလိုက်တဲ့အခါမှာ -1/3 လို့ရလာမယ်အဲ့တော့ပြောထားတာကသူကတောင်းမှန်ကြတာတောင်းမှန်ကြတာရှင်းဆောင်နှစ်ခုရဲ့မြောက်လက်ဒီ -1 ဖြစ်နေရမယ် -2/7 ကို7/2နဲ့မြောက်ကြည့်လိုက် အပေါ်က7ဆိုတော့7တင်းချီအောက်ကဒူးနဲ့အပေါ်ဒူးနဲ့ချီကြည်သွားမယ်1ချက်မယ် -1 ဒါဆိုရင် short ဆောက်အလင်နဲ့ short ဆောက် sorry ဒီမှာဆိုရင်မြင်းအလင်နဲ့မြင်းအန်ပေါ့နော်သူတို့တွေရဲ့ short ဆောက်နှစ်ခုမြှောက်လိုက်ရင် -1 ရတာဒါဆိုရင်ဟောဒီအလင်မြင်းလေးနဲ့အဒီကအန်မြင်းလေးဒီဟောဒီမြင်းနှစ်ချောင်းဟာတောင်းမှတ်ကြနေလို့ဒါဆိုရင်အဖြေတက်မယ်မြင်းအလင်ဤ ရှောဆောင်နဲ့မြင်း ME ရှောဆောင်ပေါင်းလိုက်မယ်မြင်း LN နဲ့မြင်း MDO E ရှောဆောင်များမြှောက်လက်သည်ဟော်ရီနှစ်ခုမြှောက်လက်သည် LM နဲ့ MN ရဲ့ရှောဆောင်တင်မြှောက်လက်သည် minus 1ဖြစ်သောကြောင့်ထိုမြင်းနှစ်ချောင်း တောင်းမှန်ကြကြသည် တောင်းမှန်ကြကြသည်လိုရင်ပြန်ပြောရရင်မြင်းနှစ်ချောင်းတောင်းမှန်ကြနေရင်ရှောဆောင်နှစ်ခုမြှောက်လက် minus 1ရှောဆောင်နှစ်ခုရဲ့မြောက်လက် -1 ဖြစ်နေရင်မျက်နှာကြောင်းဟာဘယ်လိုဖြစ် တောင်းမှကြာနေမယ်တောင်းမှကြာနေမှာဖြစ်ပါတယ်နော်